လက်မှတ်ရေးထိုးပွဲမှာအသိန်းသောင်းချီတန်းတဲ့ရရနာရီနဲ့ချီမိုးပြလိုက်တဲ့ဆိုပြီးသစဉ်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဟေးဝီယန်နဲ့ဆိုပြီးသစဉ်တို့ကဆေးလာပိုင်းထဲမှာဆေးဆက်တောင်းရံပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။စတလာပိုင်းတရံနေမှာတော့တရားသူကြီးတွေရှိမှတရားဝင်လက်မှတ်ရေးထိုးလိုက်ကြပါပြီ။လက်မှတ်ရေးထိုးပွဲလေးကိုသူတို့ရဲ့နေတူးနေမြတ်လေးမှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။စတလာပိုင်းတရံနေဆိုတာသူတို့နှစ်ယောက်ရဲ့အန်တီတိတ်လေးဖြစ်နေကြတာပါ။ချက်သူတတန်း6နှစ်နဲ့6လပြည့်တဲ့နေ့လေးမှာအမတရားဖြစ်အောင်လက်မှတ်ရေးထိုးပွဲလေးလုပ်ခဲ့တာဖြစ်ပါတယ် ဟေဝီယန်နဲ့ဆိုဗီယက်သင်းတို့နှစ်ယောက်ကလက်မှတ်ရေးထိုးပွဲလေးကို အဖြူရောင်လေးနဲ့အယိုးရှင်ဆုံးသာကျင်းပခဲ့တာဖြစ်ပါတယ်။အဖြူရောင်မြန်မာဝမ်ဆက်လေးကို စင်တူဝဲကြကချင်းစရာကောင်းတဲ့ပုံရိပ်လေးကိုဖန်တီးခဲ့ကြတာဖြစ်ပါတယ်။လက်မှတ်ရေးထိုးပွဲဆိုပေမဲ့ဆိုဗီယက်သင်းကလက်ဝဲရတနာတွေကိုလည်းတေချာပြင်ဆင်ခဲ့ပါတယ်။အဆိုပါပွဲမှာဝယ်စင်မှုအတွက်အပြာရောင်ကြောက်အကြီးကြီးတွေကိုတုံးထားတာပါ။ဝယ်စုံကိုအယိုးရှင်ဆုံးချုပ်ထားပြီးမြဲလဝရနာတွေကကြီးကျယ်ခမ်းနားနေတာကြောင့်ဖျားထွက်လို့နေတာဖြစ်ပါတယ်။ ဆိုဗီယက်သစင်ဝတ်ထားတဲ့လက်ဝဲရတနာတွေကိုကြည်ကဈေးကြီးနိုင်တယ်လို့လည်းခံမှန်းနေကြပါတယ်။တိန်းတောင်ကနအထက်မှာရှိနိုင်တယ်လို့လည်းခံမှန်းနေကြတာပါ။အေဝီယန်ကလည်းဆိုဗီယက်နဲ့စင်တူလက်ဝဲရတနာကိုဝတ်ဆင်နေတာဖြစ်ပါတယ်။ဆိုဗီယက်သစင်ကိုဖက်ရှင်ခွမ်းနဲ့လို့ဝေဖန်ကြပြီးမယ်။လက်မအီထိုးပွဲမှာဝတ်ဆင်နေတာကသူနဲ့အတော်လေးကိုလိုက်ဖန်နေကြတာဖြစ်ပါတယ်။ဆိုဗီယက်သစင်ကမြန်မာဝတ်စုံနဲ့ဆိုရင် အတော်လေးကိုလိုက်တာဖြစ်ပြီးဘာမှမလုပ်ပဲအယူရှင်ဆုံးပုံစံကသာသူနဲ့အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာသူဝင်နေကြအတိုင်းလုံကြုံတဲ့မြန်မာဝမ်းဆက်လေးကိုဝစ်ဆင်ခဲ့တာဖြစ်ပြီးအနောက်ကနေကနုတ်ပန်းလေးတွေနဲ့ချက်တည်ရှိအောင်လှုပ်ထားခဲ့တာပါ။ဒါအပြင်ဝက်စုံတွေကသူတို့သားနဲ့သူတို့သမီးမလိုက်ဖတ်ဖို့လို့ဝေဖန်ခံရတဲ့အပေါ်မှာလည်းဒီတစ်ခေါက်တော့နှစ်ယောက်စလုံးလိုက်ဖတ်မှုရှိနေတာဖြစ်ပါတယ်။နှစ်ယောက်စလုံးကအဖျူလေးတွေနဲ့လိုက်ဖတ်ကရိုးရိုးရှင်းရှင်းနဲ့ကိုလှပနေကြတာဖြစ်ပါတယ်။ဆိုပြီးသစင်တို့ကမင်္ဂလာပွဲ6ပွဲတောင်ကျင်းပမှဖြစ်ပြီးအခုဆိုရင်မင်္ဂလာပွဲက2ပွဲတောင်ကျင်းပပြီးသွားပါပြီ။ နောက်ပွဲမှာတပွဲကစီဆက်ကြောင်းလန်းပွဲဖြစ်ကနောက်တပွဲကတော့လက်မဲ့အီထိုးပွဲဖြစ်ပါတယ်။ဒါပြီးရင်၁၇လပိုင်း၁၄ရက်နေ့ကျရင်ဆူလျာရပ်ပတ်မင်္ဂလာပွဲကိုကျင်းပကြအောင်မှာဖြစ်ပါတယ်။အစားကတော့မင်္ဂလာပွဲကို၅ပွဲသာကျင်းပဖို့ပြုလုပ်ထားကြတာပါ။ဒါပြီးမှဟေးဝီယန်နဲ့ဆိုဗီယက်သင်းတို့နှစ်ယောက်ချက်သူတတန်း၆နှစ်ပြည့်ဖြစ်တဲ့အတွက်မင်္ဂလာပွဲကို၆ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။မင်္ဂလာပွဲအလုံးကိုဟေးဝီယန်တို့ဘက်ကနေလုပ်ပေးတာဖြစ်ပါတယ်။ဆိုဗီယက်သင်းတို့ဘက်ကနေဘာမှအေးစိုက်ထုတ်စရာမလိုအောင်စီစဉ်ပေးထားတာပါ။ မင်္ဂလာပွဲကိုခန်းနာအောင်လုပ်ပြီးသလို pre-wedding ဆိုရင်လေတရုတ်နိုင်ငံထိသွားရိုက်ပေးထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံကဤကဲတောင်ကိုနောက်ခံထားကဓာတ်ပုံတွေမျိုးစုံရိုက်ခိုင်းနေတာပါ။ဒေါ်လာနဲ့ချီတဲ့ကုန်ကျစရိတ်တွေများပြီးမဲ့လေဟေးဥယျာဉ်တို့မိဘတွေကဆိုဗီယက်သင်းရဲ့အတွက်ဆိုအကုန်လုံးကိုအကုန်ကျခံနိုင်ပါတယ်။ဒါပေမဲ့ဆိုဗီယက်သင်းရဲ့မိခင်ကနေရာတိုင်းကိုလိုက်နေတာကြောင့်ပြည်သက်တချို့ကတော့သဘောမချကြပါဘူး။မင်္ဂလာဆောင်တော့မဲ့တမီးနောက်ကိုမိခင်ကနေရာတကာလိုက်လို့ဆိုပြီးလဲလူပြောများနေတာပါ ဆိုပြီးသင်းငငယ်ကလေးကမိခင်ဖြစ်သူကနောက်ကနေတောက်လျှောက်လိုက်နေတာမို့အခုလိုအကျင့်တွေဖြစ်နေတာဖြစ်ပါတယ်။ကံကောင်းတဲ့သူတို့သမီးဖြစ်လာတဲ့ဆိုပြီးသင်းအပေါ်အမြင်လေးတွေကိုလည်းကောင်းမမပြောပြပေးခဲ့ကြပါအောင်ရှင်။